ီးယသသမိမိတ်ဆွေများအားလုံးမိင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ခေါ်ပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ခေါ်ပြောချက်တွေကတတ်တဆင်အောင်လွှဲမပါစေ။2025ခုနှစ်နိုဝင်ဘာလ15ရက်နေ့ပ ။တနင်္ဂနွေသားသမီးများအတွက်တနေ့တာဟောစရံပဲဖြစ်ပါတယ်။တနင်္ဂနွေသားသမီးများအတွက်ဒီနေ့မှာစီးပွားရေးကိစ္စလူမှုရေးကိစ္စတွေမှာအစအစအရာရာအစဉ်ပြေအောင်မြင်မဲ့နေမျိုးဖြစ်ပါတယ်။ရွှေလဝိယရနာပစ္စည်းတွေဖိုးတန်တဲ့ပစ္စည်းတွေဝင်လာတတ်တယ်။ကျန်းမာရေးအနေနဲ့လည်းစိုးရိမ်စရာ မရှိတော့လဲခန္ဓာကိုယ်ရဲ့ဘယ်ဘက်ချမ်းမှာအောင်နေတတ်တယ်။အချီးရင်းမှလည်းတာရတယ်နော်။အကျိုးပေးတဲ့ကဏ္ဍကတော့ကိုယ်နဲ့ ငားဖြစ်ပြီးတော့ချိုးပြတဲ့ရောင်မှာဘဝရောင်နဲ့အနက်ရောင်ပဲဖြစ်ပါတယ်ရေရာအနေနဲ့မိမိအိရှိပြားမှာချောက်ကျော်ကလူပေးရမှာဖြစ်ပါလိမ့်ရှင်ခொနီယာသားသမီးမိတ်ဆွေများလို့မင်္ဂလာပါရှင်အိဋ္ဌသဘောကိုဆောင်းတဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်းတဲ့မကောင်းတဲ့ဟောပြောချက်တွေကတတ်ဆင်ဘယ်မှာပါစေ 2025ခုနှစ်နိုဝင်ဘာလ15ရက်နေ့တနင်္လာသာသမီများအတွက်တနေ့တာဟောစရမဲဖြစ်ပါတယ်တနင်္လာသာသမီများအတွက်ဒီနေ့မှာချန်ပန်ပြီးတော့ဒီနေ့အတွက်ငွေကြီးတွေက ဝေကုန်ကြေးကြရတားများနေတဲ့တယ်အလုံးမှာလည်းအတိုက်ခံတွေအတိုက်ခိုက်တွေအနောက်အရှက်တွေနဲ့ဒီနေ့မှာကြုံတွေ့ရတဲ့တယ်အိမ်နွေးရေးမှာလည်းမတမယာကြီးဖြစ်နေတဲ့တယ် ကျမရင်အနေနဲ့ဘိုင်နာတဲ့ဘိုင်အောင်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့ချစ်သူရှိကနေပြီးတော့တည်ငောင်းကြရတတ်တဲ့အချိုးပေးတဲ့ငန်းကတော့1နဲ့3ဖြစ်ပြီးတော့အချိုးပေးတဲ့အယောင်မှာအနီရောင်နဲ့ချက်သေးရောင်ပဲဖြစ်ပါတယ်ရေရည်ဟာအနေနဲ့မိမိအိမ်ရှိပြားမှာလိမ္မော်ရေကလူပေးရမှာဖြစ်ပါတယ်ရှင်ကိုနီယသာသမီမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောကိုဆောင်းတဲ့ကောင်းတဲ့ ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဒသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ရှင်အောင်လေးမပါစေ 2025ခုနှစ်နိုဝင်ဘာလ15ရက်နေ့အင်္ဂါသားသမီးများအတွက်တနေ့တာဟောစရမဲဖြစ်ပါတယ်။အင်္ဂါသားသမီးများအတွက်ဒီနေ့မှာလူမျိုးကြားပါတာကြားတွေရှိကနေပြီးတော့အကူအညီကောင်းတွေထောက်ပံ့ကောင်းတွေရရှိတတ်တဲ့ရွှေလဝိယရနာများနဲ့ပတ်သက်ပြီးသားနဲ့ဒီနေ့အတွက်မှာအဲ့ဒီယရနာပစ္စည်းတွေကိုတောကတွေဒါကြီးကိုများနေတတ်တဲ့ ကိုကိုသူတပားကကြောက်တွန်းခံရတာအထင်လွဲဆွဆွဲလေဒီနေ့အတွက်ခံရတတ်တဲ့အတွက်ဒီနေ့တတိထားနော်ကျမ်းမာရေးအနေနဲ့လဲခြေတော်မှာဒီကိုက်တန်ရာရတတ်တဲ့ချစ်သူစီကနေပြီးတော့လဲတည်င်းကောင်းနေမင်္ဂလာတည်င်းကြီးချရတတ်တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့တင်းနဲ့ခွန်ဖြစ်ပြီးတော့အကျိုးပေးတဲ့အရာမှာအဖြူရောင်နဲ့ငွေရောင်ပဲဖြစ်ပါတယ်ရေရာအနေနဲ့မိမိအိမ်ရှိပြားမှာလက်ဖက်တော့ကလူပြားမှာ ဖြစ်ပါလေရှင်။ကိုနီယာသားသမီးမိတ်ဆွေများ အားလုံးမင်္ဂလာပါရှင်။အိတ်ထသဘောကိုရှောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုရှောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်စီအောင်လွှမ်းမပါစေ။2025ခုနှစ်နိုဝင်ဘာလ15ရက်နေ့ဗုဒ္ဓဘုရားသခင်များအတွက်တနေ့တာဟောစတဲ့ဖြစ်ပါတယ် ဗုဒ္ဓဘုရားသမီးများအတွက်ဒီနေ့မှာအရေးကြီးတဲ့ဆာရွက်ဆာတန်းဒီကိစ္စတွေမှာစာချုပ်ချုပ်ခန်းကြီးကျရင်ပြတ်သွားတာစာချုပ်ချုပ်ခန်းကြီးမှာအရှင်မပြေတာမျိုးတွေဒီနေ့အတွက်ဖြစ်တတ်တယ်အလုပ်ထဲမှာလည်းကိုကစိတ်ပန်းထူပန်းကြီးဖြစ်နေတတ်တယ်ရင်းနှီးတဲ့မိတ်ဆွေတူတူတယောက်အတွက်ကိုလည်းစိတ်ရှုပ်เสียဆင်းရဲเสียများနဲ့ဒီနေ့မှာ ကြုံတွေ့ရတတ်တယ်ချမ်းမာရေးအနေနဲ့ခေါင်းမူတဲ့ခေါင်းကိုက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်ချစ်သူစီကနေပြီးတော့မထင်မှတ်ထားတဲ့လက်ဆောင်မျိုးတွေရရှိတတ်တယ်အကျိုးပေးတဲ့ကဏ္ဍကတော့လေးနဲ့တီးဖြစ်ပြီးတော့ကံကောင်းတဲ့အယောင်မှာအနက်ရောင်နဲ့ရှူပါရောင်ပဲဖြစ်ပါတယ်ရေရာအနေနဲ့မိမိအိမ်ရှိပြားမှာအုံသီးပါတယ်မို့ကလူပေးရမှာဖြစ်ပါတယ်ရှင် ခုနှစ်ရက်သားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတတက်စင်အောင်လွှဲမပါစေ2025ခုနှစ်နဝင်ဘာလ15ရက်နေ့ဂျာတာပရိသသမီးများအတွက်ဒီနေ့တာဟောစတဲ့မဲ့ဖြစ်ပါတယ်ဂျာတာပရိသသမီးများအတွက်ဒီနေ့မှာမိတ်ဆွေအဟောင်းတငယ်ချင်းအဟောင်း အဆက်ဟောင်းများနဲ့ဒီနေ့မှစုံတရားတဲ့တဲ့ဖရာပုံတော်ဘိုးတော်ပုံတော်ယဟန္တာပုံတော်ရဲ့အိမ်ကိုကြွလာရင်ဒီ80ရာခိုင်နှုန်းဒီပေါက်ကိရှိတဲ့ဒီထိုးတော့ဒီပေါက်မယ်ငွေရေးကြီးတွေဆိုရင်လည်းဒီနေ့မှအလုံးလိုက်ရင်လိုက်ထုတ်လိုက်ထည့်လိုက်ငွေကြီးတွေဝင်လာတဲ့တဲ့အိမ်လေးရေးမှလည်းစိတ်ပူပင်စရာများနဲ့ဂျုံပြရတဲ့တဲ့ချစ်သူစီကနေပြီးတော့မင်္ဂလာသတင်းတွေကြားရတဲ့တဲ့ ကျမရဲ့အနေနဲ့ခေါင်းမူရဲ့ခေါင်းကိုက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်အချိုးပေးတဲ့ကဏ္ဍကတော့၄နဲ့2ဖြစ်ပြီးတော့အချိုးပေးတဲ့ရောင်မှာအဖြူရောင်နဲ့ငွေရောင်ပဲဖြစ်ပါတယ်ရေရရာ အနေနဲ့မိမိအင်ရှိဖျားမှာကြာစံချက်ကတ်လူပေးရမှာဖြစ်ပါတယ်ရှင်ခொနီရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင် ဣဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတတဆင်အောင်ဝေမပါစေ2025ခုနှစ်နိုဝင်ဘာလ15ရက်နေ့တောက်ကြသားမိများအတွက်တနေ့တာဟောစဒန်ဖြစ်ပါတယ်တောက်ကြသားမိများအတွက်ဒီနေ့မှအလုပ်ထဲမှာစိတ်ညစ်เสียဆိတ်ရှုပ်เสียများနဲ့ကြုံတွေ့ရတဲ့ ငွေရေးချေးနဲ့ပတ်သက်ဆက်နွယ်တဲ့လုပ်ငန်းတွေနေရာထိုင်ခင်းနဲ့ပတ်သက်ဆက်နွယ်တဲ့ကိစ္စတွေမှာဒီနေ့မှာစိတ်ရှည်တီးခန္ဓာက ပို့ပြီးတော့အဆင်ပြေတယ်နော်မြေကိစ္စအမွေကိစ္စဖုံးအတဲထီးဖနက်တရက်စနဲ့ပတ်သက်တဲ့ကိစ္စရက်တွေမှာလည်းဒီနေ့မှာအဆင်ပြေအောင်မြင်တတ်တယ်နော်အချီရေးမှာလည်းအထင်မြင်လွဲစရာများနဲ့ကြုံရတတ်တဲ့ကျမရဲ့အနေနဲ့တတိထားနော်စီပူလောင်တာမီးပူလောင်တာအပူလောင်တဲ့ အပူလောင်တာမျိုးတွေဖြစ်တတ်တယ်အချိုးပေးတဲ့ကဏ္ဍကတော့နှစ်နဲ့လေးဖြစ်ပြီးတော့အချိုးပေးတဲ့အရောင်မှာအနီရောင်ပဲဖြစ်ပါတယ်ရေရာအနေနဲ့မိမိအိမ်ရှိဘုရားမှာအုံယုံ၅ခုကလူပေးရမှာဖြစ်ပါတယ်အုံယုံအစင်မပြေရင်မြမမုတ်ပုံသီးများများထည့်ပြီးလူလို့ရရင်နော်ခဏရဲ့သာသမီမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေက မှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်လွဲမပါစေ2025ခုနှစ်နိုဝင်ဘာလ15ရက်နေ့စနေသားသမီးများအတွက်တနေ့တာဟောစဒန်ဖြစ်ပါတယ်စနေသားသမီးများအတွက်ဒီနေ့မှာအလုတ်ကို အရှိန်အဟုန်နဲ့တိုးချဲ့တဲ့နေမျိုးဖြစ်ပါတယ် အတိုက်အခံတွေမှန်သမျှအနိုင်ရနိုင်တော့လေဒီနေ့အတွက်မှာမိတ်ရွေရင် အနီးကပ်လူရင်းများက ကိုကိုဒုက္ခပေးတာကိုကိုကခံရတတ်တယ်အိမ်နွေးရေးမှာလည်းငွေရေးချေးတွေကိုအကြောင်းပြုပြီးတော့သူ့နဲ့တယောက်ကမကြာခဏစကားအခြေအတင်တွေစကားများရတာစကားပြောဆိုရတာမျိုးတွေဖြစ်တတ်တယ်အခြေရေးမှာလည်းဒီနေ့မှာကြားလေသွေးလိုဝေးနေရတတ်တယ်အကျိုးပေးတဲ့ကဏ္ဍကတော့လေးနဲ့ ကိုဖြစ်ပြီးတော့အကျိုးပေးတဲ့အကြောင်းမှာအနက်ရောင်နဲ့ခရမ်းရောင်ပဲဖြစ်ပါတယ်ရေရီအားအနေနဲ့မိမိအိမ်ရှိပြားမှာရှောက်ပြီးသုံးကလူပေးရမှာဖြစ်ပါတယ်ရှင်